င်္ဂလာပါရှင် ကျမကခေခိုင်းပါဒီပူပီရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်အမေရိကန်အစိုးရကမြန်မာအပါအဝင်ဒေတာတွေးနိုင်ငံတွေမှာရှိတဲ့အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကိုနှိမ့်နှင်းဖို့အတွက်ကြားဖြတ်တိုက်ဖြတ်ရဲ့အထူးတပ်ဖွဲ့ Scan Center Strike Force ကိုဖွဲ့စည်းလိုက်တာဟာကြားဖြတ်နှိမ့်နှင်းရတဲ့လိုအပ်ချက်လိုအပ်တဲ့ရည်ရွယ်ချက်တခုရှိနိုင်တယ်ဆိုပြီးစစ်ကော်မရှင် ပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ် စစ်ကော်မရှင်ရဲ့ဩဇာခံသတင်းမီဒီယာတွေကနေတစင်ဒီကနေ့နိုဝင်ဘာလ16ရက်နေ့မှာအခုလိုထုတ်ပြန်ပြောဆိုလိုက်တာဖြစ်ပါတယ်အမေရိကန်အနေနဲ့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး Strike Force Burma အဖွဲ့ကိုဖွဲ့စည်းကမြန်မာနိုင်ငံမှာရှိတဲ့ကြားဖြတ်စင်တာတစ်ခုကိုစစ်စစ်ရေးပြုလုပ်ခဲ့တယ်လို့သိရှိရပါတယ်။ ဒါအပြင်မြန်မာနိုင်ငံမှာရှိတဲ့ KK Backlo မျိုးလိမ်လည်မှုနေရာတွေကိုတိုက်ဖြတ်ဖို့အတွက် Ryan Thai Police Force Round Task Force နဲ့အတူပူးပေါင်းဆောင်ရွက်ဖို့ဘန်ကောက်ကို FBI agent တွေဆင်လွတ်ထားကြောင်းသိရှိရတယ်လို့မိုးချုပ်ဇော်မင်းထွန်းကဆိုပါတယ်။အဲ့ဒီအချက်လက်တွေကိုအခြေခံပြီး American ဟာကြားဖြတ်ကိစ္စထက်နည်းနည်းတဲ့လိုအပ်ချက်ရှိနိုင်တယ်လို့သူကသုံးသပ်တာပါ။ ကြားဖြတ်တိုက်ဖြတ်ရေးအထူးတပ်ဖွဲ့ Scan Center Strike Force ကိုအမေရိကန်အစိုးရကဖွဲ့စည်းကြောင်းနိုဝင်ဘာလ၁၂ရက်နေ့ကကြေညာခဲ့တာဖြစ်ပါရဲ့ရှင်။ကြောင်ပြန်အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကိုနှိမ်နင်းရမှာအမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့နိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်ဖို့အသင့်အင့်ရှိရလို့ NUG ဝန်ကြီးချုပ်ရေပြောရေးဆိုခွင့်ရှိသူဦးနေပုံလဲကပြောပါတယ် အယူကြီးရဲ့နိုဝင်ဘာလ16ရက်နေ့မှာထုတ်ပြန်တဲ့ပြည်သူလူထုနဲ့နိုင်ငံတကာသို့သတင်းစကားများပြောကြားခြင်းအစီအစဉ်မှာဥနယ်ဘုံလက်ကအဲ့ဒီလိုပြောဆိုခဲ့တာပါ။ထိုင်းနိုင်ငံ၊တရုတ်နိုင်ငံ၊အမေရိကန်နိုင်ငံနဲ့အိန္ဒိယနိုင်ငံတွေအနေနဲ့အွန်လိုင်းငွေလိမ်ခိုင်းတွေကိုနှင်းနှင်းဖို့ကြိုးပမ်းနေတာကိုအယူကြီးအနေနဲ့ကျေးဇူးတင်ရှိပြီးအယူကြီးရဲ့နေဆက်ဖြတ်ကျော်မှုခွင့်တိုက်ဖြတ်ရေးလုပ်ငန်းအဖွဲ့အနေနဲ့တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးဆောင်ရွက်ဖို့အသင့်ရှိရဲလို့ဆိုပါတယ်။ ဒါအပြင်နိုင်ငံတကာကအွန်လိုင်းငွေလင်ခိုင်တွေကိုနှင်းနှင်းဖို့ကြိုးစားလာတာကြောင့်အာနာသိန်းစတက်က KK ဘက်ကလိုငွေချင်းလင်လင်မှုစင်တာကိုအယောင်ပြဖြိုခွင်းကတက်တဲ့ခံပစ္စည်းတွေကိုဖျောက်ဖျက်ပြီးတခြားနေရာနှစ်ခုမှာပြောင်းရွှေ့ပြီးတော့လေပတ်ဖို့လှုံ့ဆောင်နေလို့ဥနယ်ဘုံလည်းကထိပ်ပြောတော့ပါရဲ့ရှင်။ တနေသားရီတိုင်းမြန်မာထိုင်းနေဆက်မောတောင်မျိုးကိုခဲယူတက်မဟာလင်းနဲ့ပူပေါင်းတက်ဖွဲ့တွေကထိန်းချုပ်ပြီးတဲ့နောက်စစ်ကောင်စီတပ်ဖက်က လေကြောင်းနဲ့တိုက်ခိုက်တာတွေပုံမပြုတ်လုလာရဲလို့တော်လရေးတက်ဖွဲ့တွေနဲ့အမြင်ပြင်းအခြေအနေကိုသိရှိသူတွေကပြောပါတယ်မောတောင်နေဆက်ကေဘောနော်ဟုတ်ကဲ့တနေသားရီတိုင်းကထိုင်းမြန်မာနေဆက်ကုံသွေးရေးစကန်ရှိတဲ့မောတောင်မျိုးကိုတော်လိုင်းပူပေါင်းတက်တွေကတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့စစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်နေတယ်လို့တော်လိုင်းတပ်ဖွဲ့တွေစီကသိရပါဗျာ တနင်္သာရီမော်တော်လမ်းပိုင်းကသင်းခွန်ရွာအနီးတစ်ဝိုက်မှာနိုဝင်ဘာလ15ရက်ကတိုက်ပွဲတွေဖြစ်ခဲ့ပြီးစစ်ကောင်စီတပ်ဖက်ကလေကြောင်းနဲ့တိုက်ခိုက်တာတွေနဲ့စစ်ကူအင်အားဖြည့်တင်းတာတွေပြုလုပ်လာတယ်လို့ဆိုပါတယ်။နိုဝင်ဘာလ16ရက်ကလည်းတနင်္သာရီမြို့နယ်တဲဖြူရွာမှာစစ်ကောင်စီတပ်ဖက်ကဝိုင်းတွဲလေရင်နဲ့ဗုံးညက်တိုက်ခိုက်ခဲ့ပြီး MI-70 ရဟတ်ယာဉ်နဲ့စစ်ကူပို့တာတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။စကဆာက အလောအရေးနဲ့ဤအပုတ်တဲ့လေချောင်းလဲအလောအရေးနဲ့တက်ခိုက်တယ်ဘောနောကျွန်တော်သုံးသလောက်ကာယဒစိတ္တနာချောကပမကတခြားဤအားကိုဖိလာတယ်တော့ရှိတယ်လေချောင်းတိုက်ခိုက်မှုကြတော့များလာတယ်တရေတရေဆိုတော့ဝိုင်း trap the scene the kanaka jeffet the kanaka ဆိုတော့ဆက်မတိုက်တော့တယ်ပြီးတော့ရဟကြီးလဲဤအားတွေ လာချတာရှိတယ်။အဲအရေတုံးကတော့ခမားတာအဒီထိုးစစ်ကအီအာနဲ့ရ300အခုတော့ဂါရ900ထက်ပိုလာမလားမသိဘူး။ကရင်မျိုးသားစည်းရုံး KNU တက်မဟာလေးနဲ့ပူပေါင်းတက်ဖွဲ့တွေဟာဘောတောင်မြို့ကိုနိုဝင်ဘာလ14ရက်မနက်ပိုင်းမှာထိန်းချုပ်နိုင်ခဲ့ပြီးစစ်တုံးမှန်40ကျော်နဲ့စစ်လက်နက်ပစ္စည်းအများပြားကိုဖမ်းဆီးရရှိခဲ့ပါတယ်။ဘောတောင်မြို့သိန်းတိုက်ပွဲမှာစစ်ကောင်စီတပ်ဘက်ကတပ်သား40ကျော်ဟာထိုင်းနိုင်ငံဘက်ကိုထွက်ပြေးသွားခဲ့တယ်လို့တော်လိုင်းတက်ဖွဲ့တွေကပြောပါတယ်။ အဲ့ဒီဘင်းစစ်ကောင်စီတပ်ဘက်ကလေကြောင်းနဲ့စစ်ကူလာပို့တဲ့အထင်းမှာပါလာတဲ့စစ်ကောင်စီတပ်သားတယောက်ဟာလည်းတော်လိုင်းတပ်ဖွဲ့စီကိုနိုဝင်ဘာလ16ရက်မှာပပြောင်းခိုးလုံလာခဲ့တယ်လို့တော်လိုင်းတပ်ဖွဲ့တွေစီကသိရပါဗျာ။ပတ်ပတ်ပတ်သူရဲ့အချိန်အသေးစိတ်ကတော့ကျွန်တော်တို့အာမတိသေးဘူးနော်မတိသေးကျွန်တော်နဲ့မလေးဘူးသူကဟိုဘက်အစုဖွဲ့မှာတော့ဝင်လာတော့လေအသေးစိတ်တော့မတိနေတာသူနာမည်နာမည်တွေကတော့ကျွန်တော်တို့သိရောပဲလောလောဆယ်တော့သူရဲ့ပတ်စံနဲ့တော့ဒါအောင်နည်းနည်းလေးလိုအပ်ခိုင်းတာလေးလည်းရှိနေတော့ ကျွန်တော်အသေးစိတ်ချင်နေတော့ကျွန်တော်မသိရသေးဘူး။ရှိတယ်ရှိတယ်နေ့တိုင်းရှိတယ်နော်ဒီချောင်းတောက်ခတ်မှုကရှိတယ်မနေကားဆိုရင်လည်းအဲဆယ်လုံးကျော်ပါလေဆယ်လုံးနီးပါးလောက်ရှိတယ်တို့ပြစ်တာရှိတယ်နေ့တိုင်းဒီမနေ့ကလည်းမောရောင်းမောရောင်းလည်းဒီစုံရမှာတော့ပြတ်သွားတယ်လက်ရှိမှာမော်တော်မြို့နယ်အနီးအနားဝန်းကျင်မှာဆေးရည်တက်မှနေပြီးစစ်ကောင်စီတပ်ရဲ့လေကြောင်းအနေအကြောင်းဒေသခံ2000နီးပါးထိုင်းမြန်မာနယ်စပ်နဲ့နီးစပ်ရာဥယျာဉ်တွေစီမှာစစ်ဘေးရှောင်နေရတယ်လို့ဒေသခံတွေစီကသိရပါဗျ။ ထိုင်းမှနေဆက်မှာစစ်ပေးရှောင်နေရသူတွေကိုထိုင်းအနာဘန်တွေကနေတဆင့်ကူညီတာတွေလုပ်နေရတယ်လို့စစ်ဆောင်ရေးကူညီပေးနေသူတွေကပြောပါတယ်။ကျွန်တော်လိမ့်ပါရန်ကုန်မြို့မှာအောင်တိုဘာလကစလို့စက်တာဇင်းနှုံးတွေစက်တိုင်းမြင့်တက်လာပြီး CP စက်တာအကောင်လိုက်တပိတ်တာကို25000ကျပ်ထိဇင်းမြင့်လာပါတယ်။ဒီလိုဇင်းတက်လာတာကထုံးလုံးမုံကုန်ကြစရိတ်တွေမြင့်တက်လာတာကြောင့်ဖြစ်တယ်လို့ကြက်မွေးမြူရဲ့လုတ်ကင်သူတွေကဆိုပါတယ်။ အစာစေတတ်တာတည်ယူစေနဲ့အထူးထည်ဈေးတွေတက်လာတာကြောင့်ကြက်ဝင်းမြူသူတွေညော့နေလာပြီးဈေးကွက်ထဲမှာထုတ်လုံနိုင်တဲ့ပမာဏလည်းညော့ကျလာတယ်လို့သိရပါတယ်။အော်တိုဘာလပထမပတ်မှာတပိတ်တာကိုကြက်တောင်ဝန်းကျင်ပဲရှိခဲ့တဲ့အသားတို့ကြက်ချံဖန်းစေးကလည်းနိုဝင်ဘာလပထမပတ်မှာတောင်6350ကျက်အထိမြင့်တက်ခဲ့ပါတယ်။နိုဝင်ဘာလဆွေဆွေရက်နေ့မှာတော့တောင်3350ကျက်ဝန်းကျင်အထိအနည်းငယ်ပြန်ကျလာပေမယ့်လက်လီစေးကတော့ပြန်မကျသေးပါဘူး။ ။လက်တလောစားသုံးသူလက်လီဈေးကွက်အတွင်မှာစက်သားဈေးကပေါက်တပိတ်တာကို16000ကျပ်၊ရင်းပုံသားတပိတ်တာကို3000ကျပ်အထိမြင့်တက်နေတာကြောင့်နေထိုင်စားသောက်ဈေးတွင်မြင့်တက်နေရလို့ဝင်ငွေနဲ့ထွက်ငွေမများဖြစ်နေရတဲ့ပြည်သူတွေအနေနဲ့ကတော့အသားဝတ်ယူစားသုံးဖို့ပုံမခက်ခဲလာကြပါရဲ့ရှင်။ ကွန်ဂိုနိုင်ငံမှာနိုဝင်ဘာလ18ရက်နေ့ကတပ်ထုတွင်ဝင်ကြီးလိုက်ပါလာတဲ့အလျင်ပြတ်ကျခဲ့ပေမဲ့ထိခိုက်ဒဏ်ရာရရှိသူမရှိဘူးလို့တရင်ဝင်သတင်းထုတ်ပြန်ထားပါတယ်။လေရင်အတွင်ပိုင်းကနေရိုက်ကူထားတဲ့အက်အွန်ဆရာဗီဒီယိုချင်းမှာတလင်းလာနေက လူအလာပါပြင်းနေရမျိုးတော့ကောဝီစီရဲ့အရှိတောင်ပိုင်းကမြို့စီလေရင်ဆင်းတဲ့အချိန်မှာပြတ်ကျတော့တဲ့အခန့်အတက်ကိုပြထားပါဗျ။ လူမှုမီဒီယာပေါ်တင်ထားတဲ့ဗီဒီယိုမှာလင်းရင်ဟာနောက်ဆုံးချင်းကပ်ဆင်းသက်အချိန်မှာပြတ်ကျပြီးမြေပေါ်လမ်းချော့တော်ပုံကို ပြသထားပါတယ်ဗီဒီယိုထဲမှာမြင်ရတဲ့ကတ္တရာလန်အပြင်အဆင်အဆောင်အုံတွေနဲ့ပတ်ဝန်းကျင်တို့ကဂျိုရုပုံရိပ်တွေနဲ့ကိုက်ညီနေလို့တင်းနီယာကိုအတီးပြုတ်နိုင်ခဲ့ပါတယ်။ရက်တက်ပြီးတဲ့နောက်လင်းရဲ့အနေထားကအခင်းဖြစ်တဲ့နေရာကအတီးပြုတ်ထားတဲ့ဗီဒီယိုနဲ့ကိုက်ညီနေပါတယ်။တက်ထူတွင်ဝင်ကြီးလူဝီဝါတန် ခါဗန်ဘာဟာနဝင်ဘာလ15ရက်နေ့ကလူအလာဘာပြည်နယ်ကစစ်မှုလုံငယ်သုံးကျင်းနီတွင်တစ်ခုမှာတရားတစင်းပြိုကျမှုဖြစ်ခဲ့ပြီးလူ30လောက်သေဆုံးခဲ့တဲ့မတော်တဆမှုတစ်ခုဖြစ်ခဲ့တဲ့နေရာကိုတောနေရလို့နိုင်ငံရဲ့လက်မှုပညာတပ်ထုတွင် EGC ကပြောဆိုခဲ့ပါတယ်ရှင်ဒီဘဝရုံမြင့်တက်ကြရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကေခိုင်ပါ